ပြည်ကစစ်မျက်နှာမှာတော့တိုက်ပွဲတွေကအရင်ကပြင်းထန်နေတော့ပဲလို့မြပြည်တည်င်းမြစ်တွေကပြောပါတယ် အဓိကအဖြစ်ကရင်အမျိုးသားစည်းရုံး KNU နဲ့ပူပေါင်းတပ်ဖွဲ့တွေလှုပ်ရှားတဲ့ဖပွန်ဒေသနဲ့မြဝတီနယ်ဆက်ဒေသတွေမှာစစ်ကော်မရှင်တပ်ကအင်အားတွေအများကြီးတုံးပြီးထိုးစစ်ဆင်နေတာပါနိုဝင်ဘာလ၄ရက်နေ့အထိထိုးစစ်တွေဆင်နေတော့ပဲလို့လည်းပြောပါရယ်ဖပွန်ဘက်ချန် KNU တပ်မဟာ၅နယ်မြေမှာဆိုရင်စစ်ကောင်မရှင်စစ်ကြောကကတိုင်းတီရွာနာကမြွာကုန်းစီကိုတတ်ဖို့စူးစမ်းနေတာတလကျော်လောက်ရှိနေပြီလို့မြေပြေသတင်းရင်းမြစ်ကပြောပါရယ် စက်တင်ဘာလကုန်ရက်ကစတဲ့ဒီထိုးစစ်ဟာစစ်ကောမရှင်ကလီတောင်းပစ်ကူတွေဘလောက်ပေးပေးမြေပြင်မှာတော့ရှေ့တဲလို့မရပဲပိတ်မိနေတယ်လို့ KNU တာဝန်ရှိသူတွေဘက်ကသတင်းမီဒီယာတွေမှာပြောဆိုထားပါတယ်ဒါပေမဲ့မြေပြင်မှာရှိမတိုးနိုင်လေစစ်ကောင်မရှင်တပ်ကလေရင်နဲ့ဘုံကျဲတာဒရုန်းနဲ့တိုက်ခိုက်တာတွေပိုလောက်လာပါတယ်။ဒီရဲ့ပိုင်တွင်ဘုံကျဲလို့ကြောင်းရီဘော်ရာဆောင်ရီအရက်သားအဆောက်အုံတွေလည်းပြည့်စည်သွားတယ်လို့ဆိုပါတယ်။ ဒါအပြင်မြဝရီဖက်ချန်တက်မဟာ6နေမြီမှာလဲစစ်ကွန်မရှင်တက်ဟာပုံမှန်တက်သားတွေထက်နီးပညာမြင့် drone ရဲ့လက်နက်ကြီးတွေရဲ့ကိုအဓိကထားပြီးထိုးစစ်ဆင်နေပါတယ်လေကေကောရတေကူဖလူရဝန်းကျင်တွေမှာ KNU KNL ပူပေါင်းတပ်တွေက အပြင်ထံပြန်ခုခံနေရာကြောင့်တိုက်ပွဲတွေကဆက်ဖြစ်နေတယ်လို့ဒေတာခန့်တွေကပြောပါတယ် စစ်ကော်မရှင်တပ်ဟာတရင်ပြည်မှာလိုချင်တဲ့ပြည်မှတ်တွေကိုမြပြင်တပ်နဲ့သိမ်းယူဖို့အခက်အခဲရှိနေတာကြောင့်ဤပညာနဲ့လေကြောင်းအင်အားကို အပြင်းထန်အားကိုပြီးဖိအားပေးနေတာကိုတွေ့ရပါတယ်။ဂရနီကရားပြည်မှာစစ်ကော်မရှင်တပ်ရဲ့လူခွင့်ရချိုးဖောက်မှုတွေကြောင့်အော်တိုဗာလာအတွင်းအရက်သား9ရောက်တိစုံခဲ့ရပါတယ်။ ကရနီကရားပြည်တဲ့ကအရက်သားတွေဟာစစ်ကုမရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့်ဇိုးဝတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ဂရနီလူခွင့်ရေးအဖွဲ့ KNHRD ကဒီနေ့မှထုတ်ပြန်ပါတယ်။ဂရနီလူခွင့်ရေးအဖွဲ့ KNHRD ကအော်တိုဗာလာအသွက်ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာအရစစ်ကုမရှင်တပ်ဟာမြေပြင်မှာရောလေကြောင်းကပါမစင်မချင်းတိုက်ခိုက်နေတာကိုတွေ့ရပါတယ်။ KNHRG ရဲ့မတ်တမ်းတွေအရအော်တိုဘာလတလထဲမှာစစ်ကုမရှင်ရဲ့ပြစ်ခတ်မှုနဲ့ဗုံးကျဲတိုက်ခိုက်မှုတွေကြောင့်အရသာပြည်သူတိဆုပ်သူ9ယောက်ရှိခဲ့ပြီးဒဏ်ရာရတဲ့သူတွေကတော့14ယောက်ရှိပါတယ်အထူးသဖြင့်တော့ဒီတေဆုံးထင်ရရသူတွေထဲမှာကလေးတငယ်တွေနဲ့အမျိုးသမီးတွေလည်းပါဝင်နေရပဲဖြစ်ပါတယ် KNHRG ကစစ်ကော်မရှင်တပ်ဟာအဲရီကိုမီးရှို့ဖျက်ဆီးတာလက်နက်ကြီးတွေနဲ့ရွာတွေကိုပစ်ခတ်တာဒရုန်းတွေသုံးပြီးအရက်သားတွေကိုတိုက်ခိုက်တာလိုမျိုးလူအခွင့်အရေးချိုးဖောက်မှုတွေကိုဆက်တိုက်ကျူးလွန်နေရလို့ထုတ်ပြန်ထားပါတယ်ဒီလိုတိုက်ခိုက်မှုတွေကြောင့်ဒေသခံတောင်းနေချီရဲ့ပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရပြီးလူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလိုအပ်နေပါတယ် ခိုင်အချုပ်ခံထောက်ပေါက်ပြေးမှုဖြစ်ခဲ့တဲ့တည်င်းကိုပြောပြပါမယ်။ဓမြတယောက်ကဥဆောင်ပြီးအကျဉ်းသား30ကျော်ထွက်ပြေးသွားတာလို့မြပြည်တည်ရဲမြစ်တွေကဆိုပါရီ။ရှမ်းပြည်မြောက်ပိုင်းကိုခိုင်မြို့မှာရှိတဲ့တအန်သက် TNL ရဲ့အချုပ်ခံထဲကနေအကျဉ်းသား30ကျော်ဖောက်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပါရီ။ ဖြစ်စဉ်ကနိုဝင်ဘာလတရက်နေ့ညတကောင်မှာဖြစ်ခဲ့တာပါဒီသားခင်တွေရဲ့ပြောပြချက်အရအချုပ်ခန်းထဲမှာစုစုပေါင်းအချုပ်သား36 39ရောင်းဝန်းကျင်ရှိခဲ့ပါတယ်ဒီထဲမှာစစ်ကော်မရှင်တရက်စစ်တုပ်ပန်းတွေမပါဝင်ပါဘူးတခိုးဓမြမန္တိမှု ကျူးလွန်သူလူတပ်မှုနဲ့ငွေစေဝါတမစရဲပြည်မှုကြီးကြီးမားမားကျူးလွန်ထားသူတွေပဲပါဝင်တယ်လို့နှိဆက်သူတွေကဆိုပါတယ် ထောက်ဖောက်ပြေးပုတ်ကတော့အချုပ်ခန်းဆောင်တယောက်တည်းရှိတဲ့အချိန်မှာဓမြတယောက်ကဥဆောင်ပြီးလှုပ်ချုံရေးအပေါ့သွားချိန်ကို အခွင့်ကောင်းယူခဲ့တာပါ အချုပ်သားတယောက်ကအပေါ့သွားချင်းရောက်ဆောက်ပြီးအချုပ်ထောင်ဆောက်စီကတော့ကိုလူယူခဲ့ပါတယ်။အဲ့ဒီနောက်အချုပ်ခဲတကားတော့တွေကိုအကုန်ဖွင့်ပြီးတယောက်မကြံခေါ်ထုတ်ထွက်ပြေးသွားတာဖြစ်ပါတယ်။ဒါပေမဲ့ထွက်ပြေးသူစုစုပေါင်း36ယောက်မှာ6ယောက်လောက်ကိုတော့ TNL တပ်ဖွဲ့တွေကပြက်ဖမ်းမိထားတယ်လို့သိရပြီးကျန်တဲ့သူတွေကတော့လူမြောက်နေဆဲဖြစ်ပါတယ်။ ထွက်ပြေးသွားသူတွေထဲမှာကိုခိုင်မျိုးကမဒိန်မှုကျူးလွန်ထားတဲ့ဆရာဝန်တယောက်အပါဝင်ပြည်မှုကြီးတွေကျူးလွန်ထားသူတွေပါဝင်တယ်လို့ဆိုပါတယ် TNL ဘက်ကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအခုချိန်ထိတော့တရဝင်းတည်င်းထုတ်ပြန်ခြင်းမရှိသေးပါဘူးအခုလောလောဆယ်မှာတော့ TNL အဖွဲ့ဝင်တွေဟာလူမြောက်သွားတဲ့တန်တရားရှိသူတွေကိုအသေးအသက်လိုက်လံရှာဖွေနေပါတယ်မကွေတိုင်းပေါင်းမြို့နယ်ကတည်င်းတစ်ခုနဲ့ဆက်ပါမယ် အဲ့ဒီမှာရှိတဲ့ဒေတာခန့်ပြည်သူ12000ကျော်ဟာစစ်ကွန်မရှင်တပ်ရဲ့ထိုးစစ်ကြောင့်ဘေးလို့ရတောတာရီထဲကိုထွက်ပြေးသိမ်းရှောင်နေကြရတယ်လို့ပေါ့မြွန်နယ်ပအာဖလူသားချင်းစာနာဌာနကထုတ်ပြန်ထားပါတယ်နိုဝင်ဘာလ3ရက်နေ့ကစပြီးစိတ်ဖြူအခြေဆိုင်ကပ္ပစာ20နှစ်လက်နက်စက်ရုပ်ကစစ်သား900နီးပါးဟာပြူစောထီးတွေနဲ့ပူပေါင်းပြီးစစ်ကြောင်း3ကြောင်းခွဲကပေါင်းမြို့နယ်ထဲကိုထိုးစစ်ဆင်နေတာပါ ဒီစစ်ကြောင်းဟာရွာပေါင်း16ရွာက8000စု3000ကျော်ကို ထွက်ပြေးစီခဲ့တာဖြစ်တယ်လို့ပေါင်မြို့နယ်ပအဖရဲ့နိုဝင်ဘာလ၄ရက်နေ့ထုတ်ပြန်ချက်ကဆိုပါတယ် အဲ့လိုထွက်ပြေးသွားတဲ့အပြင်စစ်ကောင်မရှင်တပ်ကရွာထဲဝင်ရောက်ပြီးအရက်သားပြည်သူပိုင်းနေအိမ်တွေကိုမိရှို့ဖျက်ဆီးမှုတွေကိုလည်းဆက်တိုက်လုပ်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တနင်္လာနေ့ကဆိုရင်မြို့ရဲ့အရှိပိုင်းကအုံတော်တောင်စုကနေအိမ်တွေမိရှို့ခံရတယ်လို့ဒေသခံတွေစီကသတင်းရထားတယ်လို့လည်းပေါ့မြို့နယ်ပါအဖာနယ်နီဆက်သူတယောက်ကပြောပါတယ်။စီလီလာသူတွေကတော့စစ်ကော်မရှင်တပ်ဟာတော်လန်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့ပေါ့မြို့နယ်တောင်မြောင်းနဲ့အနောက်ဖက်ခြမ်းကအရေ ေးပါတဲ့ဒေသတွေကိုထိချုပ်ဖို့ကြိုးပမ်းနေတာဖြစ်ပြီးစစ်မျက်နှာအသိဖွင့်ဖို့ရည်ရွယ်ပုံရတယ်လို့သုံးသပ်မှုတွေရှိနေပါတယ်ဒီလိုအခြေအနေတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ပေးရှောက်ပြည်သူ12000ကျော်အတွက်အကူအညီတွေအရေးတကြီးလိုအပ်နေတယ်လို့လဲပေါင်းမြို့နယ်ပအာဖာလူသားချင်းစာနာဌာနကမြစ်တမ်းရက်ခံထားပါတယ်